ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဂျွန်လ9ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ license မဲ့ကားနဲ့ cycle များဖမ်းဆီးရညွန်ကြားမှုနောက်ကွယ်မှာမင်းအောင်လိုင်ရဲ့သားနဲ့တမီတင်သွင်းတဲ့လျှက်စစ်ကားများမယောင်းရတော့မှုအထူးအကြောင်းအရာဖြစ်ပါဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံတဝန်းမှာလိုင်စင်မဲ့ကားနဲ့စိုက်ကယ်များဖမ်းဆီးရန်စစ်ကောင်းဆောင်မဲအောင်လိုင်ကအမိန့်ထုတ်ညွှန်ကြားခဲ့ပြီးအဆိုပါညွှန်ကြားမှုနောက်ွယ်မှာမဲအောင်လိုင်ရဲ့သားနဲ့သမီးတင်သွင်းတဲ့လျှက်စစ်ကားများမယုံရတော့တဲ့ဈေးကွက်အခြေအနေကအတိအကပါဝင်နေကြောင်းနေပြည်တော်တိုင်းဝိုင်းကပြောဆိုလိုက်ပါတယ်မေလ20ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာအကြမ်းဖက်စစ်ကောင်းဆောင်မဲအောင်လိုင်ကလိုင်စင်မဲ့ကားနဲ့စိုက်ကယ်များစီးနင်းနေမှုကိုဖော်ထုတ်သွားရန် လိုင်စင်မဲ့စိုက်ကင်းနဲ့ကာမျက်စီးနှင်းနေမှုကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများစွာနစ်နာမှုရှိမိဖြစ်တဲ့ကဲ့သို့လုံခြုံရေးဆိုင်ရာကိစ္စရပ်များမှာလည်းအခက်အခဲများဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်းဒါကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့စိုက်ကင်းများစီးနှင်းမှုမရှိစေရေးကြက်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းအမိန့်ပေးညွှန်ကြားထားပါသည်။မင်းအွန်လိုင်းကထို့သို့ညွှန်ကြားပြီးနောက်မှာပဲဇွန်လ၁ရက်နေ့မှစတင်ကတနင်္ဂနွေလုံးမှစစ်တပ်နဲ့ရဲများက ပြည်သူများစီးနင်းနေတဲ့လိုင်စင်မဲ့ကားနဲ့စိုက်ကဲများကိုစီမံချက်နဲ့ဖမ်းဆီးနေပြီးရင်းစီမံချက်ကိုအကြောင်းပြု၍စစ်တပ်ကပြည်သူများကိုငွေညှစ်ခြင်းလိုင်စင်မဲ့စီးနင်းသည်ဟုဆိုကလူငယ်များကိုစစ်မှုတပ်တပ်သားဖြစ်စုဆောင်းခြင်းလိုင်စင်မဲ့စိုက်ကဲနဲ့ကားများကိုတင်ဆဲခြင်းထောင်ချခြင်းများကိုလှုပ်ဆောင်လျက်ရှိပါတယ်။နေပြည်တော်အတိုင်းဝိုင်းကတော့လိုင်စင်မဲ့ကားနဲ့စိုက်ကဲဖမ်းဆီးခြင်းရဲ့အဓိကနောက်ကွဲမှာမင်းအောင်လိုင်သားနဲ့တမိရောင်းချတဲ့လျှက်စစ်ကားများဝယ်လိုအပ်အလွန်မင်းကြဆင်းနေခြင်းကြောင့်ဟုဆိုပါတယ်။ တက်ချုံမအားလာတမီးရဲ့ EV ကုမ္ပဏီကကားတွေမရောင်းရတာကလူတွေကအပြင်မှာဈေးတက်တက်တက်တာနဲ့လိုင်စင်းမဲ့ကားတွေစီးကြလို့ဆိုတာမျိုးဘာမှအကျိုးအကျောက်မစီလျော်တဲ့ဟာမျိုးတွေကောက်ချက်ချတာတနိုင်ငံလုံးဈေးကွက်မှာလိုင်စင်းမဲ့ကားနဲ့စိုက်ကယ်တွေကဈေးကွက်ရာခိုင်နှုန်းအများဆုံးရတဲ့ဆိုတာမျိုး research survey တွေပြတယ်တက်ချုံတမီးအပေါင်းအဖော်တွေကလည်းတခင်အားရကြုံပါဝသူတို့တွင်းတဲ့ EV မစီးတာလိုင်စင်းမဲ့တွေကြောင့်ဆိုတာမျိုးအတင်းတွန်းလာလို့နေပြီးတော့တင်းအင်းရင်းမြစ်ကဆိုပါတယ် စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့တမိဖြစ်သူခင်တိရီတမွန်က၎င်းရဲ့လုပ်ဖော်ကင်ပန်များဖြစ်တဲ့နိုင်ဖြိုးကျော်ဝီယံမင်းမောင်တို့နဲ့အတူ NPK Motor Company Limited Company တူတောင်ပြီးမြန်မာနိုင်ငံအတွင်းကိုလျှက်စစ်ကားများနဲ့ MG မြန်မာ Leap Motor မြန်မာအမျိုးအစားလျှက်စစ်ကားများကိုတင်သွင်းလျက်ရှိပြီးယခုကာလအပိုင်းအခြားမှာလျှက်စစ်ကားများရဲ့ဝယ်လိုအားမှာထိုးကျလျက်ရှိကြောင်းသိရှိရပါတယ်။ Kentiri တပ်မတော်တင်သွင်းနေတဲ့ MG မြန်မာကမြန်မာနိုင်ငံအတွင်းကိုလျှက်စစ်ကားများနဲ့ MG အမှတ်တံဆိပ်ကားများ Leap Motor မြန်မာအမျိုးအစားလျှက်စစ်ကားများတင်သွင်းနေရမှာကားမိတ်ဆက်ပွဲများကိုတရုတ်ဆောင်မင်းသားမင်းသမီးများဖိတ်ကြား၍ချင်းချင်းတဲတဲမကြခဏဆိုသလိုကျင်းပလေးရှိပေမဲ့လေပြည်သူများမှာတော့လျှက်စစ်ကားအပေါ်စိတ်ဝင်စားမှုထိုးကြလာခြင်းဖြစ်ပါတယ်။လျှက်စစ်ကားတွေကအရင်ဆုံးတွင်းတဲ့အချိန်မှာတော့အသက်ဆန်းဆိုပြီးဘာလဲဟာဆိုပြီးစိတ်ဝင်စားကြတယ်။အခုကတော့အများကြီးစိတ်မဝင်စားတော့ဘူး။မိကလည်းပုံမှန်မလာတာရဲ့လျှက်စစ်ကားကဒီကလမ်းအချိန်ကြီးရာသီဥတုနဲ့ကပြည်တွင်းမှာတိတ်စိတ်မဝင်စားတော့ဘူး။ နောက်ပြီးဈေးကလည်းလျှက်စစ်ကားတွေရဲ့ဈေးကများလွန်နေအခုပြည်တွင်းမှာအင်ဂျင်ပါဝါခက်သေးသေးနဲ့စီစားတတ်တာတဲ့ 1300cc ဂျပန်ကားဟောင်းတွေကပဲဈေးကွက်ကိုစုမထားတာကားစီးကလည်း3900နဲ့600တပတ်ချာလည်းပဲလို့ရန်ကုန်ကားစီးကွက်မှာဝါရင်ကားဝယ်ရောင်းတဦးကသုံးသက်ပြောဆိုပါတယ်။ဒါ့အပြင်မင်းအွန်လိုင်းသမီးကုမ္ပဏီကမြန်မာနိုင်ငံတဝန်းလျှက်စစ်ကားများတင်သွင်းတဲ့ EV charging station များလုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။အလားတူမင်းအွန်မိုင်းရဲ့တားဖြစ်သူအောင်ပြေဆောင်က EV ကတင်သွင်းမှုအဖြစ်တရုတ် BYD ကုမ္ပဏီမှကားများကိုပြည်တွင်းကုမ္ပဏီခွဲများစွာတည်ထောင်၍တင်သွင်းနေဆဲဖြစ်ကြောင်းသိရှိရပါသည်အကြံဖတ်မင်းအောင်လိုင်က2023ခုနှစ်ဧပြီလ20ရက်နေ့မှာပြည်တွင်းလျှက်စစ်တအားလုံလောက်စွာရရှိရေးအတွက်ဆိုလာနှင့်ဆက်ဆက်ပစ္စည်းများကိုပြည်ပမှတင်သွင်းမှုများအတွက်အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက်မင်းအောင်လိုင်ရဲ့သားနှင့်သမီးဖြစ်သူတို့ကဆိုလာလျှက်စစ်နဲ့ EV ကတင်သွင်းမှုများကိုအကြီးအကျယ်တိုးမြှင့်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်ခင်ဗျာ။ ထပ်မံသိရှိရတဲ့သတင်းကတော့ KNU တပ်မဟာတုံးမုံမြို့နယ်မှာစစ်ကောင်စီနေရာနှစ်ခုသိမ်းပိုက်ခံရာလက်နက်တချို့သိမ်းဆည်းရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ KNU တပ်မဟာတုံးအုတ်ချုပ်နယ်မြေမုံမြို့နယ်အုံးပင်စုအုံးရှိကုံကြီးရွာတို့မှာဝင်ရောက်ကျူးကျော်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့နေရာနှစ်ခုကို KNL မဟာမိတ်ပူးပေါင်းတပ်များမှဇွန်လ6ရက်နေ့နနက်2နာရီအချိန်မှာဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNL တပ်မှုတအုပ်ကပြောဆိုပါတယ်အစုပါနေရာများအဝင်ရောက်တိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုရှိပြီးလက်နက်အချို့သိမ်းဆည်းရမိခဲ့တယ်လို့တမူးကဆိုပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များဝင်ရောက်တိုက်ခိုက်နေစမှာစစ်ကောင်စီတပ်သားများစုခွာကနန်တာကွင်းမှာအခြေဆိုင်ထားတဲ့တပ်ဖွဲ့များနဲ့ပြန်ပေါင်းပြီးဒုစစ်ပြန်ဆင်လာတယ်လို့အဆိုပါတမူးကဆိုပါတယ်တိုးစစ်ပြန်တိုးလာတော့တိုက်ပွဲကတနေ့ကောင်ဆက်လက်ပြင်းထန်နေတယ်စစ်ကောင်စီဘက်ကဟယ်လီကော်ပတာနဲ့နှစ်ကြိမ်လာရောက်ပစ်ခတ်မှုများလှုပ်ဆောင်နေတယ် ြီးရွာတဲကိုပြစ်ခတ်တာကြောင့်လူနေအိမ်ထိခိုက်ပျက်စီးမှုရှိနေမယ်အသေးချာတီးပြုတ်လို့မရသေးဘူးလို့ KNL တပ်မှုကဆိုပါတယ်တိုက်ပွဲဆက်လက်ပြင်းထန်မှုကြောင့် KNU အုပ်ချုပ်မှုနယ်မြေမုံမြို့နယ်မှာအခြေစိုက်တဲ့၄၃ကိုတပ်မှဟာဝေဇာနဲ့ပြစ်ခတ်မှုများဆက်လက်လှုပ်ဆောင်နေတယ်လို့သတင်းအကြီးမြတ်ကဆိုထားပါတယ်ခင်ဗျာဆလဘီတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နေဆက်ထင်းချုံနိုင်ရင်စစ်ကောင်စီစခန်းများကိုစစ်စင်နေဟု KNU ကျုံးဝါနေကြောင်တင်ဆက်ပေးပါမယ်ခင်ဗျာ။ နေဆက်မှာရှိတဲ့စစ်ကောင်စီစခန်းများဟာဟော်ဆောင်မဲ့အုပ်ချုပ်ရေးအတွက်အနောက်ရှက်ဖြစ်နေကြောင်း KNU ကဆိုပါတယ်။ထိုင်းမြန်မာနေဆက်ကိုထိန်းချုပ်နိုင်ဖို့အတွက်နေဆက်တစ်လျှောက်မှာရှိတဲ့စစ်ကောင်စီစခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ကဆိုပါတယ်။နေဆက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများအားလုံးကိုတိုက်ထုတ်မယ်လို့ KNU ဗဟုပြောရေးဆိုခွင့်ရှိသူဖရွန်စောတော်နေကပြောပါတယ်။ကိုချီတော့ပေါ်ကိုရက်တီနေတဲ့အနေအထားမှာကိုရဲ့ဝင်ငွေလမ်းကြောင်းတွေဟာအင်မတန်မှအရေးကြီးပါတယ်။ဘယ်သူမှလည်းလာပေးတာမဟုတ်ဘူး။ အဲ့ဒါကြောင့်ကိုချီတော်ပို့ကိုရက်တီနိုင်ဖို့နေဆက်စကန်းမှာပိတ်ခံနေတဲ့ဒီစကန်းတွေအားလုံးစကန်းကြီးကြီးပဲပျော့ပျော့တိတိပဲပျော့ပျော့လုံးဝမထားတော့ဘူးလို့၎င်းကဆိုပါတယ်နေဆက်မှာဖြစ်ပွားနေတဲ့ KNU ရဲ့စကန်းသိမ်းတိုက်ပွဲများနဲ့ပတ်သက်ပြီးမေလနောက်ဆုံးပတ်မှာတရင်ဌာနကပရူဆော့တော်နီအာမင်းမြန်စင်မှာ၎င်းကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီစကန်းများဟာ KNU ပေါ်ဆောင်မဲ့အုပ်ချုပ်ရေးအတွက်လည်းအနောက်ရှက်ဖြစ်နေကြောင်းပရူဆော့တော်နီကပြောပါတယ်ဒါကြောင့်မြန်မာနိုင်ငံအတွင်းပိုက်ဒေတာများထိတိုက်စစ်ဆင်ခြင်းထက် နေဆက်ဒေတာကိုထိန်းချုပ်နိုင်ရေးစစ်စင်ခြင်းကလက်တလုံးမှာ KNU အတွက်အကောင်းဆုံးပထမခြေလှမ်းဖြစ်ကြောင်း၎င်းကဆိုထားပါတယ်။ဘရိုစော့တော်နီက KNU အနေနဲ့မျိုးသိမ်းတိုက်ပွဲများလှုပ်ဆောင်လုပ်ပေမဲ့စစ်စင်ရေးအတွက်လိုအပ်တဲ့ရုပ်ဝတ္ထုပစ္စည်းရနိုင်မှုအကန့်အသတ်ရှိကြောင်းထိုအကန့်အသတ်များကြားထဲကပင်စစ်စင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းပြောပါတယ်။ကျွန်တော်တို့အဝေးဘန်ခံနေရတဲ့ကာလမှာညပုညပိတ်ဖြစ်ပြီးသူများလှုပ်တယ်လို့မလုံနိုင်တဲ့အနေအထားရောက်နေလို့ဒါအဲ့ဒီလိုဖြစ်နေတာပါ။ အမှန်တော့သူများလုတ်တယ်လို့လဲကိုကလုတ်ချင်တာပဲလို့ဘရုစောတော်နီကဆိုပါတယ်။ KNU ရဲ့တက်မဟာခုနှစ်ခုအနက်တက်မဟာခွန်တက်မဟာ6တက်မဟာ၄တို့မှတရင်များကယခုနှစ်စန်းပိုင်းမှာစတင်ကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီစခန်းများကိုတိုက်စစ်ဆင်လာခဲ့ပါတယ်။တက်မဟာခွန်ဟာ2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှာစတင်ပြီးလိုင်းပွင့်မြို့နယ်မှာရှိတဲ့ KNU ဌာနချုပ်ဟောင်းမာနေပလော့ဒေတာကိုတက်မဟာ၅တက်များနဲ့အတူပူးပေါင်းသိမ်းယူခဲ့ရမှာ နေမြင်အတွင်းတိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိမှာတမဟာခွန်းနဲ့နေမြင်မှာရှိတဲ့စစ်ကောင်စီရဲ့စစ်စခန်း၆ခုတက်မင်းလေးကိုသိမ်းပိုက်ထားပါတယ်။တမဟာ၆လောက်အခံတပ်ဖွဲ့ဝင်များဟာလည်းမြဝတီမြို့တောင်ဘက်မှာရှိတဲ့ကနေလီတိဘောဘူးစတဲ့စခန်းများကိုသိမ်းပိုက်ထားပါတယ်။တမဟာလီဟာနေဆက်ကုံတွေကြီးအတွက်အရေးပါတဲ့တိကိမှရှိတဲ့စစ်ကောင်စီဗျူဟာကုန်းနှစ်ခုကိုတော်လန်ရေးပူပေါင်းတက်များနဲ့အတူရှင်းလင်းတိုက်ထုတ်ထားပြီးမောတောင်ဒေသနေမြေအများစုကိုလည်းထိန်းချုပ်ထားပါတယ် စည်ရေးလိလသုံးသက်တဲ့ကရင်တိုင်းရင်းသားတဦးကတော့ KNU တက်မဟာတုံးကူကပေါ်ဆောင်နေတဲ့တိုက်ပွဲများဟာမြဝတီဒေသမှာရှိတဲ့ online မှာတစ်ဆင့်ငွေကြေးလိမ်လည်တဲ့ကြားဖြတ်လုပ်ငန်းနှိမ့်နှင်းရေးတည်င်းများကိုပုံလွှမ်းသွားစေကြောင်းဆိုထားပါတယ်။တိုက်တဲ့နေရာတွေကလည်းရေခမ်းနဲ့အိုက်မှာရှိနေတဲ့ငါးတွေကိုလိုက်နေတာပါ။တကယ်ဖမ်းရမှာကရေနက်ကငါးတွေဖြစ်ပါတယ်။တိုက်နေကြောင်းကိုပြယုံပါပဲ။လူတို့အစဲလေးနေသွားအောင်ပါပဲလို့အမိမပေါ်လို့တဲ့ထုပ်ပုတ်ကမှတ်ချက်ပေးထားပါတယ်။ဒါ့အပြင် KNU ကတိုက်ပြီးသားစစ်စခန်းများကို ကရင်ပြည်နယ်နေကြောင်းဆောင်တက် BGF မှတဆင့်စစ်ကောင်စီတံပြန်ပေးမှာကိုစိုးရင်ရတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။လူအရင် BGF ကတဆင့်ရန်သူကိုပြန်ပေးလိုက်မှာပဲ။လာရှို့လောက်တော့အပုံမကြီးပေမဲ့အတူတူပဲ။လက်ရှိကော့ကရိတ်ကိုပဲကြီးတိုက်တယ်ပြန်ပြီးတော့ဘာအုပ်ချုပ်ရေးမှမချနိုင်။နိုင်ငံရေးလည်းအမျက်မရှိလူသေးတာပဲအဖက်တင်နေ။တောင်ယာခုတ်ပြီးဘာပေးမှမဆိုင်တယ်လို့ဖြစ်နေတယ်။နိုင်ငံရေးအမျက်မရှိတဲ့စစ်ပွဲကမတိုက်တာပိုကောင်းတယ်လို့၎င်းကဆိုပါတယ်။စစ်တပ်အာဏာသိမ်းပြီးနှစ်နှစ်အကြာအထိ BGF ကကရင်ပြည်နယ်မှာရှိတဲ့စစ်ကောင်စီစခန်းများကိုကာကွယ်ပေးခဲ့ပေမဲ့ယခုအခါကာကွယ်ပေးမှုမရှိတော့ကြောင်းကရင်ပြည်နယ်အခြေစိုက်တရင်အရေးမြစ်တချို့ကဆိုပါတယ်။ KNU ပြောခွင့်ရဘရိုဇော့တော်နီးကတော့ကရင်လက်နက်ကိုင်များအကြာပြစ်ခတ်တိုက်ခိုက်မှုမဖြစ်စေရန်လိုအပ်သည်ဆိုတဲ့မူကိုဆက်လက်ဆွဲကင်ထားကြောင်းပြောထားပါတယ်။ BGF တရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဒုတိယပူမူကြီးနိုင်မောင်စောကိုတရင်ဌာနကဆက်သွယ်ပြီးကရင်ပြည်နယ်ထဲမှာရှိတဲ့တိုက်ပွဲများအပေါ်သဘောထားမေးမြန်းခဲ့ရမှာမှတ်ချက်ပေးရမရှိဟုသူကဆိုပါတယ်။ တိုက်ပွဲတွေနဲ့ပတ်သက်လို့အထူးတွေပြောစရာမရှိပါဘူး။တာဝန်ယူထားတဲ့မြို့ကိုလုံလုံခြုံခြုံဖြစ်အောင်ကာကွယ်ဖို့ပဲရှိတာပေါ့လို့၎င်းကဆိုပါတယ်။ဆက်လက်၍တူပူမူကြီးနိုင်မောင်စိုးကကြားပြတ်နေနေကြီးကို၎င်းတို့ဆက်လက်လှုပ်ဆောင်နေပြီး၎င်းတို့ထံမှနိုင်ငံပေါင်း၁၆နိုင်ငံမှနေရက်ပြန်ပို့ပေးရမယ့်နိုင်ငံခြားသား၄၀၀ကျော်ရှိနေကြောင်းဆိုထားပါတယ်။ကြားပြတ်နဲ့ပတ်သက်တာတော့ဒီရက်ထဲမှာဒုတိယအတုပ်ထပ်ဖမ်းမယ်။တောက်လျှောက်ဖမ်းနေတယ်မရက်ဘူး။ထိမ့်သိမ်းဆောက်ရှောက်နိုင်တဲ့ပမာဏနဲ့ပြန်အပ်နိုင်တဲ့ပမာဏပေါ့။ ဒီဘက်မှာတအားပုံနေရင်လဲပြန်ခေါ်ဖို့ကြန့်ကြာနေတယ်ဆိုရင်ကိုတို့ဘက်မှာပဲဆုံးရှုံးမှုများတယ်လို့သူကဆိုထားပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးစာရေးဆရာတဦးမှလည်း KNU DKB BGF ပူးပေါင်းမလားမပူးပေါင်းဘူးလားပြတ်သားရမယ့်အချိန်ရောက်ပြီဆိုတော့စီရေးတုံးသက်ချက်လေးကိုတင်ဆက်ပေးပါမယ်ခင်ဗျာလက်ရှိ KNU တင်ဆက်ရမိထားတဲ့လက်နက်ကြီးလက်နက်ငယ်လက်နက်ခင်းရန်းတွေအရာဆိုရင် KNU ကကရင်ပြည်နယ်တစ်ခုလုံးကိုသိမ်းယူပြီးအေးအေးလိုနေပြည်တော်ကိုဥတီတိုက်ခိုက်လို့ရတဲ့အနေအထားမှရှိတယ် ဒါပေမဲ့တေဘောဘုစခန်းကိုတင်းယူပြီး KNU ပြောခွင့်ရစောတော်နီးကကရင်ပြည်နယ်တစ်ခုလုံးကိုတင်းယူပြီးနေပြည်တော်အထိထိုးစစ်ဆင်မယ်လို့ထုတ်မပြောဘဲစကားစကိုတနိုင်ငံလုံးတိုက်ခိုက်မယ်လို့ပြောခဲ့တယ်။စောတော်နီးကဘာကြောင့်ကရင်ပြည်နယ်ကိုတင်းယူမယ်လို့မပြောတာလဲဆိုတော့ကရင်ပြည်နယ်မှာရှိတဲ့စကားစရဲ့တောက်တိုင် BGF ကိုမကြော်နိုင်လို့ဖြစ်တယ်။ဥပမာအနေနဲ့2024ဧပြီလက KNU ကတင်ငင်းညီနောင်မှာရှိတဲ့တရင်နှင်းနဲ့စစ်ပြူဟာမြဝတီကခလာရနှစ်ခွန်ကစက္ကစတက်ကိုတိုက်ထုတ်လိုက်တယ် BGF ကမြဝတီမြို့ကိုထိန်းချုပ်လိုက်တယ်။စက္ကဆာရဲ့အုပ်ချုပ်ရေးယန္တရားဆက်လက်လေပတ်ခွင့်ပြုခဲ့တယ်။စက္ကဆာရဲ့တောက်တိုင်း BGF ကစက္ကဆာကိုမတော်လန့်သမျှ KNU ကကရင်ပြည်နယ်မှာမြို့သိမ်းဖို့မဖြစ်နိုင်တယ်လို့ကော်တူးလီအုပ်ချုပ်ရေးဖော်ဆောင်ခွင့်မရနိုင်ဘူး။ဒါကြောင့်စောတော်နီကကရင်ပြည်နယ်ကိုသိမ်းယူမယ်ဆိုတဲ့စကားကိုထုတ်မပြောတာဖြစ်တယ်။အဲ့တော့စနစ်မတူတဲ့စစ်အာဏာရှင်ကိုတော်လန့်နေတဲ့ KNU ကစက္ကဆာရဲ့တောက်တိုင်းဖြစ်ရည်တည်နေတဲ့ BGF ကို ကရင်အချင်းချင်းမို့မတိုက်ဘူး KNU က PGF ကိုကရင်အချင်းချင်းတိုက်နေရင်တော်လန်ရင်နောက်နေမယ်လို့ KNL တက်မဟာ6 Cobra စစ်ကြောင်းမှုကစင်ကြေးပေးတဲ့စကားပြောခဲ့တယ်။အဲ့တော့ကရင်ပြည်နယ်မှာ2023နှစ်ကုန်မှာကရင်အမျိုးသားငြိမ်းချမ်းရေးအတွက်စကားစလက်အောက်ကနေခွဲထွက်ပြီး BGF ကိုကရင်တက်မတော် KNL ဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့တဲ့မောင်ချစ်သူက2024နိုဝင်ဘာလမှာတရုတ်ဥဆောင်တဲ့ဇင်ယောစစ်စင်ရေးနဲ့ရွှေကုတ်ကိုကြားဖြတ်ကိုနှိမ်နေမယ်။ ထိုင်းကမောင်ချစ်သူကိုဖန်ဝရန်ထုတ်မယ်လို့လေးတန်ပစ်လိုက်တာနဲ့မောင်ချစ်သူကငိုတန်ကြီးနဲ့ကျွန်တော်ဘာလို့လို့လဲဗျာဆိုပြီးချက်ချင်း BGF ပြန်ဖြစ်သွားတယ်။ထိုင်းနဲ့တရုတ်က BGF နဲ့ DKPA ကို KNU မပူးပေါင်းအောင် BGF နဲ့ DKPA ကိုစက္ကဆအောက်ကိုတွန်းပို့လိုက်တဲ့ကစားကွက်မှာကရင်တွေလဲပါတယ်။တပတ်မပြည့်ဘူးဆိုတဲ့စကားလိုပဲ BGF နဲ့ KNU ကစက္ကဆရဲ့ငေကြုံကြီးဘဝကိုပြန်ရောက်သွားခဲ့တယ်။ KNU ရဲ့လက်ရှိစစ်အင်အားလက်နက်အင်အားအရာ BGF နဲ့ DKPA ထပ်သားလွန်နေပြီဖြစ်လို့မူကိုတိုက်တဲ့အချိန်မှာလူကိုကြည့်စရာ မလိုဘူးဆိုတော့တခင်တန်းထွန်းရဲ့စကားလိုပဲ DKPA နဲ့ BGF သဘောတူတည်ဖြစ်စေမတူတည်ဖြစ်စေ KIA နဲ့ AA လို့ Federal ပြည်နယ် Federal ပြည်ထောင်စုထူထောင်မဲ့ပြတ်သားတဲ့ရည်ရွယ်ချက်ရှိရင် KNU ဥက္ကဋ္ဌစောဘဦးနဲ့ပြည်သူရဲ့မျက်နှာကိုပဲမူရမယ်။ကရင်ပြည်နယ်တစ်ခုလုံးကိုအရင်ဆုံးသိမ်းယူရမယ်။ပြီးမှနေပြည်တော်ကိုဥတီရမယ်။အဲ့လိုမှမဟုတ် AA ရဲ့ထိုးစစ်လို့ ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းကိုတပြိုင်နက်ထိုးစစ်ဆင်ပြီးနေပြည်တော်ကိုဥတီရမယ်။ KNU ကကရင်ပြည်နယ်ရဲ့မြို့နယ်တွေနဲ့နေပြည်တော်ကိုထိုးစစ်ဆင်လာပြီးဆိုရင် KNU ကိုအပြည့်အဝယုံကြည်လိုက်မယ်။ပါတီတို့တကယ်စုံနေပြီလို့ထောက်အော်လိုက်မယ်။မြို့မသိမ့်မဲ့စခန်းသိမ့်နေတဲ့များတော့ KNU ကိုမယုံကြည်သေးဘူးလို့ပြောကြပါတယ်။ KNU DGB PGF ပူပေါင်းမလားမပူပေါင်းဘူးလားပြက်ပြက်တားတားရွေးချယ်ဆုံးဖြတ်ရမယ်အချိန်ရောက်ပြီ။2025ဒီဇင်ဘာလမှာကျင်းပမဲ့မအားလာရဲ့ရွေးကောက်ပွဲကို ကရင်ပြည်နယ်ကျင်းပကွင်မရှိအောင်မအားလာရဲ့ကရင်ပြည်နယ်ကအုတ်ချုပ်ရေးရန်နရကိုဖျက်သိမ်းပြီးကော်တူးလေအုတ်ချုပ်ရေးရန်နရပေါ်ဆောင်မှုအချင်းရောက်ပြီလို့ပြောကြရင်းနှိကုံချုပ်လိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းထူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအ мян ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ